ချက်ကလည်းလွယ်ကူသလိုအနစ်လည်းကောင်းပြီးအရန်ကမှစားလို့အရသာရှိတယ်။ချက်ကလေးချက်ချက်နေလေလာပြီးတော့မျောက်ဝေပေးပါမယ်။ ာလိုအပ်တဲ့ပစ္စည်းတွေအစင်းနဲ့ပြင်ပြီးဆိုရင်တော့စက်တာကိုစားဆွန်းလင်းနေတဲ့အရာသာနေထားပေးပါကြက်ကိုကြတော့အိမ်ကျက်နဲ့ချက်မဆိုရင်ပူပြီးအရာသာရှိပါတယ်ချက်မဲ့အိုးလဲစီလေးအတင်တင်ထည့်ပါမယ်စီလေးပူလာပြီဆိုရင်တော့တစ်ကြဘူးခေါင်းနဲ့နန်းနက်ပွင့်လေးအနေတော်လောက်ထည့်ပြီးရင်တော့ပြင်းတော်သိမ်ရွက်လို့ခေါ်တယ်လို့တချို့ဒေသမှာကြတော့စီတက်ရွက်လို့လည်းခေါ်လေးရှိပါတယ်အနံ့လေးမွေးလာအောင်လို့မီးလေးဖြည်းဖြည်းလေးနဲ့မွေပြီးပြီဆိုလို့ရှိရင်တော့နောက်ထပ်ညက်နေအောင်ချိန်ထားတဲ့ကြက်သွင်းကြက်သွင်းလေးတွေကိုထည့်ပါမယ်ခင်ဗျာ ချက်တုံအနစ်လေးအနေတော်ကြက်လာပြီဆိုလို့ရှိရင်တော့ဆွရင်မုတ်လေးအနေတော်လောက်ထဲနောက်ထပ်အစိမ့်မုတ်လေးပါအတင်တင်လောက်ထဲမီးလေးပုံမှန်တော့နဲ့အစိမ့်မုတ်အနံ့လေးပျောက်သွားတဲ့အထိတစ်ခေါက်ပြန်ပြီးတော့မွေပေးပါမယ်အစိမ့်မုတ်အနံ့လေးလည်းပျောက်သွားလို့အနံ့လေးအနေတော်မွေးလာပြီဆိုလို့ရှိရင်နောက်ထပ်ထောင်လာတဲ့ဂျင်းလေးကိုအတင်တင်ထပ်ထည့်ပါမယ်ပြီးလို့ရှိရင်တော့အဆက်ကြိုက်တဲ့သူတွေအတွက်မြုပ်တီခွဲကြမ်းတောင်းလေးကိုထည့်ချင်လဲထည့်လို့ရပါတယ်အားလုံးမွေးသွားပြီဆိုလို့ရှိရင်တော့အရသာနေရတဲ့ချက်သားလေးတွေကိုထည့်လို့ရပါပြီခင်ဗျာဒီနေ့မှာတော့ကြက်ရဲ့လက်ဖြန်ပိုင်းကိုတုံထားပါတယ်တကယ် ယ်လို့အိမ်ချက်နဲ့ချက်လို့ရတယ်လို့ချက်မာနိုင်တယ်ချက်မယ်ဆိုလို့ရှိရင်လည်းစားလို့အရင်အောင်ကောင်းပါတယ်အရသာပိုင်းဝင်ကြတော့အသားမဟုတ်ထဲမယ်အနံ့မှာဆိုလို့ရှိရင်တော့မဆလာလေးအတင်တင်တဲ့ပူပူလေးဆက်ဆက်လေးမှကြိုက်တဲ့သူတွေဆိုလို့ရှိရင်တော့မြုပ်ကောင်းစိအချောက်လေးကိုပါထောင်းထည့်လို့လည်းရပါသေးတယ်ခင်ဗျာထည့်လိုက်တဲ့အမွေးကြိုင်တွေအရသာတွေအားလုံးတမသွားအောင်လို့ကျွန်တော်တို့မီးလေးပုံမှန်လောက်နဲ့အပေါ်အောက်တစ်ခေါက်ပြန်ပြီးတော့မှုပါမယ်ကဲအားလုံးတမအောင်မှုပြီးလို့စက်သားလေးလည်းအနေတော့တင်းကျုံလာပြီဆိုလို့ရှိရင် ကျွန်တော်တို့ရေလေးအသင့်တင်လောက်ထပ်ထည့်ပါမယ်ခင်ဗျာရေကိုကြတော့ကျွန်တော်စက်သားလေးမျိုးမျိုးတမျိုးလောက်ပဲထည့်ထားပါတယ်တကယ်လို့စက်မာတော့အင်ဂျင်နဲ့ချက်မယ်ဆိုလို့ရှိရင်တော့ရေကိုများများထည့်ပေးရပါမယ်ခင်ဗျာဒီလိုစက်သားကလေးချက်လေးကိုစက်ပေါင်လေးနဲ့ချက်စားမယ်ဆိုလို့ရှိရင်လည်းပုံပြီးမှအဆင်ပြေပါသေးတယ်เนาะမီးလေးပုံမှန်လောက်နဲ့ဟင်းအိုးလေးနောက်ထပ်ကြရင်ပွပွတ်ဆူလာတဲ့အထိကျွန်တော်တို့ပြန်ပြီးတော့ချက်ပါမယ် အခုလိုအချိန်လေးလဲကြာလာလို့ဟင်းအိုးလေးလဲပပပြန်ဆူလာပြီဆိုလို့ရှိရင်ဒီဟင်းအိုးရဲ့အပေါ့ငံအရသာလေးကိုကျွန်တော်တို့မြည်ပေးရပါမယ်เนาะအရသာပေါ့နေမယ်ဆိုလို့ရှိရင်တော့ကိုလူအပ်တာလေးတွေထပ်ထည့်ပေးလို့ရပါတယ်ဒီချက်ကလေးချက်ဟင်းလေးမှာတော့ကျွန်တော်အရေးနရေခန်းလေးချက်ထားပေးပါတယ်ခင်ဗျာအခုလိုအရေးလေးလဲခန်းလာလို့ဟင်းရည်လေးလဲပြစ်လာပြီးအနစ်လေးလေးလဲပြစ်လာပြီးဆိုလို့ရှိရင်တော့သုံးဆောင်လို့ရပါပြီဗျာဒီထက်ချက်ချောက်လေးစားချင်တယ်ဆိုလို့ရှိရင်လည်းအရေးဒီထက်ပေးခန်းလို့ရပါသေးတယ်เนาะအရေးလေးအနီတော်လေးကြံခဲ့တာမှစားလို့ ကောင်းပါတယ်ထမင်းနဲ့နယ်စားမယ်ဆိုလို့ရှိရင်လည်းလုံအောင်ကိုအဆင်ပြေပါတယ်ဗျာကျွန်တော်တို့လည်းအတူလာရောက်သုံးဆောင်ကြပါဦးဗျာကျေးဇူးပါထပ်ပြီးတော့ဒီမှာကျွန်တော်ထပ်ပြီးတော့တွေ့မယ်နော်